အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကအထူးမြတ်တာလက်ဆောင်ပေးချင်တာကတော့မိတ်ဆွေတို့ရဲ့ဘဝမှာဘာပဲလှုပ်လှုပ်စင်မပြေလာဘူးမိမိပြောတဲ့ဆိုတဲ့စကားတွေဘာပဲလှုပ်လှုပ်မအောင်မြင်ဘူးဘာပဲပြောပြော လူတွေကမယုံကြည်ကြဘူးပေါ့နော်မိ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 လုပ်နေတဲ့လုပ်ငန်းတွေလွဲချော်ပြီးတော့မိမိဘာပဲပြောပြောစင်မပြေဘူးစီးပွားရေးတွေကလည်းမတိုးတက်ဘူးကံစားတာညံ့တွေ ကြုံနေပြီလို့မိမိကိုယ်ကိုမိမိထင်နေတယ်ဆိုရင်အခုဆရာပြောတဲ့အစီအမံလေးကိုယုံကြည်ကြည်နဲ့လုပ်ကြည့်ပါရက်ပိုင်းတွင်းမှာ ထူကြပါလိမ့်မယ်နော်ကံကောင်းသွားပါလိမ့်မယ်ညီတိဘာသာဝင်မဆိုပြုလုပ်လို့ရပါတယ်နော်အရင်ဦးဆုံးအနေနဲ့တမယာဒီတလုံးကို ရှာပါမယ်တမယာဒီတလုံးပေါ်မှာဘောပင်လေးနဲ့မိမိရဲ့နာမည်ကို ရေးရမယ် ပြီးတော့မိမိအားဘာနေသားလဲတနင်္ဂနွေသားဆိုရင်တနင်္ဂနွေသားပေါ့နော်တနင်္ဂနွေသမီးဆိုရင်လည်းတနင်္ဂနွေသမီးဥပမာပေါ့မက်ဖြူဟာတနင်္ဂနွေသမီးအသက်ဘလောက်ဘလောက်ပေါ့နော်အသက်32နှစ်အဲအဲ့လိုပုံစံမျိုးရေးရမယ်ရေးပြီးပြီဆိုတာနဲ့အဲ့တမယာသီးကိုညာဘက်လက်နဲ့ကင်ပါကင်ပြီးပြီဆိုတာနဲ့တန်ဘုတ်တွေဂါထာတော်မြတ်ကြီးကိုကိုးကောက်ရွတ်ဖက်ပူဇော်ပေးရပါမယ်နော်တန်ဘုတ်တွေကိုးကောက်ရွတ်ပြီးပြီဆိုတာနဲ့ ဘဲဘဲလက်နဲ့ကင်မှာဘဲဘဲလက်နဲ့တံမြာတီးကိုကင်မှာကင်ပြီးပြီဆိုတာနဲ့ပထမ်24ပစ္စည်းကိုရုပ်၉ခေါက်ရုပ်ဖတ်ပူဇော်ပေးရပါမယ်နော်ဘုရားဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားသောဘာသာဝင်တွေကတော့ဒီမိမိတို့ရဲ့အစဉ်ပြေတဲ့ဂါထာမန္တန်တွေကိုရုပ်ဖတ်ပူဇော်ပေးလို့ရပါတယ်နော်အဲ့ဒီလိုမျိုးနာမည်တွေရေးပြီးပြီးဂါထာမန္တန်တွေဆရာဆွမ်းနာဆရာပြောတဲ့ တန်ဖိုးတွေနဲ့ပထန်းအကျဉ်း24ပစ္စည်းရွက်ဖက်ပူဇော်ပြီးပြီဆိုတာနဲ့ငါမှာရှိတဲ့အញ្ញန်ခိုက်တွေကန်စာတန်ညံ့နေကုန်သွားပြီဆိုပြီးတော့မိဖြစ်စေခြင်းတဲ့ဆန္ဒကိုဆူတောင်းရပါမယ်နော်ဆူတောင်းပြီးပြီဆိုတာနဲ့အဲ့ဒီတန်မရာသီးကိုမိမိရဲ့အိရာအောက်မှာ၃ညတိတိအဲ့ဒီတန်မရာသီးကိုထားအိရမယ်နော်၃ညပြည့်ပြီလို့နောက်ရက်မနက်မှာ လမ်းစုံလမ်းခွားတနေရာမှာသွားပြီးတော့အဲ့ဒီတံမြာသီးကိုဆွန့်ပစ်ပါဆွန့်ပစ်ပြီးဆွန့်ပစ်တဲ့အခါမှာနိမ့်ဖြစ်စေခြင်းနဲ့ဆန္ဒတွေကိုဆူတောင်းရမယ်ပြီးတော့ငါဒံနင်းခံဆိုပြီးတော့မှ ပြောပြီးတော့မှအဲ့ဒီတံမြာသီးကိုဆွန့်ပစ်ပေးခဲ့ပါနော်အခုဆရာပြောတဲ့အတိုင်းယုံကြည်ကြည်လုပ်မယ်ဆိုရင်တော့သင်ဟာရပိုင်းတွင်းမှာပဲသင်ရဲ့ကံစားတာတွေတိုးတက်ပြီးတော့လုပ်ငန်းခန့်ခန့်တွေအဆင်ပြေတိုးတက်လာမယ်ငွေကြေးလက်လာပါတွေပွင့်လန်းလာမယ် မိမိဘာပဲလှုပ်လှုပ်အင်ပြေအောင်မြင် ကြီးပွားလာလာတာကိုမိတ်ဆွေတို့ကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်နော်အခုဆရာမြတ်တာလက်ဆောင်ပေးခဲ့တဲ့ကန်စာတာညံ့နေတဲ့လူတွေအတွက်အထူးရရရာစီမံကမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကို အပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့တွေကိုလည်းတစ်ဆင့်ပြန်လည်မျှဝေပေးပါ ဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လဲမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိုင်ခါကြီးတပြည်ရင်ဆရာရဲမှန်အောင် ဖြစ်ပါတယ်ဆရာထံမှာဗေဒင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောက်ခြင်းနာခြံရောက်ခြင်းနာမြေရောက်ခြင်းနာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေ ကမ္ဘောဂျီယရနာပစ္စည်းတွေအများဆုံး ရောင်းထွက်စေဖို့အတွက်အထူးဒိုက်ဒက်စင်တွေပြုလုပ်ပေးပါတယ်အာမခံနဲ့ပါပြီးတော့အခြေရေးမှာတစ္ဆာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးသေးညံ့နေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာကဝေပညာတွေနဲ့တိုက်ခိုက်ခံထားတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလှလှပါတွေပွင့်လန်းစေဖို့ ဈေးရောင်းကောင်းစီဖို့လောင်းကစားအရှုံများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲဘောလုံး6កောင်ချင်းကြက်ဖဲဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အားဖြင့်လောင်းကစားအရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင် ပုံနကနတ်မင်းကြီးရဲ့အစီရင်နေဆောင်ရွက်ပေးပါတယ်နော်ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ ပျောက်သွားတဲ့တံပိုးကြီးယရနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ကြီးမားချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကို အောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ຢາດູໂຕບໍ່ນິຍາກ້ອງຢາບໍ່ລັດຊິນິຍາມາຕີແຍ້ໃສບໍ່ລັດຊິນິຍາກະນີ້ປ້ຽງຊ່ວຍຄວ້ນຢາໃສບໍ່ ဖန်စီချုံတော်ခံရတဲ့မိတ်ဆွေများလည်းအဖန်စီချုံတော်ကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်နော်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က399 986 88 958ပြီးတော့399 98 3ည4လုံး2 5 6ဖြစ်ပါတယ်เนาะအဲ့ဒီ3ည9ခွန်96ခွန်88 158အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါ ဆရာရဲ့ဗေဒင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နှောကုန်းကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဗေဒင်ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်နော်မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါခொနရဲ့သားသမီးအားလုံးကျန်းမာချမ်းသာကြပါစေစီပွားရေးလက်လာပါတွေတိုးတက်ကြပါစေအချစ်ရဲ့အိမ်တော်ရေးဒီမှာတာယာပျော်ရွှင်ပြီးတော့လောကကောင်းကျိုးတာနာတော်ရဲ့ကောင်းကျိုးကို ကောင်းစွာရွတ်ဆောင်နိုင်သော အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော်